ရေဒီယိုညူဂျီသောရရှင်များမင်္ဂလာပါခင်ဗျာကုချင်ဆာပြီး2025ခုနှစ်မတ်လ15ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီစစ်ရေးသတင်းများကိုကျွန်တော်ရန်တိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းနဲ့စစ်ရေးသတင်းကတော့စင်ကူးလက်ပံလာရွာကိုစစ်တပ်ကလေရင်နဲ့ပုံချဲတိုက်ခဲ့တာကြောင့်28ဦးသေဆုံးပြီး30ကျော်ဒဏ်ရာရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်မန္တလေးတိုင်းစင်ကူးမြို့နယ်ကလက်ပံလာရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပုံချဲတိုက်ခဲ့တာကြောင့်ကလေးငယ်6ဦးအပါအဝင် အရက်သားပြည်သူ28ဦးသေဆုံးပြီး30ကျော်ဒဏ်ရာသွားတယ်လို့ MTY PDF ကမြန်မာအင်္ဂလိပ်နှစ်ဘာသာနဲ့ထုတ်ပြန်ပါတယ်။အချမ်းပဲစစ်တပ်ဟာလက်ပံလာကြီးရွာကလူစီကားရာဈေးဆိုင်တန်းတွေကိုမနေ့ကမတ်လ14ရက်နေ့နေ့လယ်3နာရီကျော်အချိန်မှာလီချောင်းကနေအကြောင်းမဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အချမ်းပဲစစ်တပ်ရဲ့ဘုံကျဲတိုက်ခတ်မှုကြောင့်သေဆုံးသူတွေထဲမှာလာသားရွယ်ကလေးငယ်ပါဝင်ကလေးငယ်6ဦးပါဝင်ပြီးအရက်သားပြည်သူ32ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ဒဏ်ရာရသူတွေထဲမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေပေါင်းဝင်နေတာကြောင့်သေဆုံးသူအရေအတွက်ထပ်မံတိုးလာနိုင်ပြီးအိမ်ငါးလုံးမီးလောင်ပြာကျခဲ့တယ်လို့ဒေသနေပြည်သူတွေကပြောပါတယ်။ဆေးဥစုဟာမတ်လ၄ရက်နေ့ကလည်းစင်ကုမြို့နယ်လက်ပံလာရွာကိုလေကြောင်းတိုက်ခိုက်ခဲ့တာရှိပြီးအရသာ၂ဦးသေဆုံးကဒဏ်ရာရသူတွေရှိခဲ့တယ်လို့ MTY PDF ကထုတ်ပြန်ထားပါတယ်။လက်ပံလာရွာဟာမန္တလေးမိုးကုတ်ကားလမ်းပေါ်ကစီကားတဲ့ရွာကြီးတစ်ရွာဖြစ်ပြီးလက်ပံလာရွာပါဝင်စင်ကုနယ်တနယ်လုံးကို MTY PDF ဦးဆောင်တဲ့တော်လိုင်းတက်တွေက ပြီးခဲ့တဲ့2024နှစ်လပိုင်းကတည်းကတိမ့်ပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။အဲဒီလိုစီကားလာတဲ့လက်ပံလာရွာကိုမှ Jet Fighter နဲ့ပုံကျဲပြီးရည်ရွယ်ချက်ရှိရှိတပ်ဖြတ်သွားတဲ့စစ်ကောင်စီကိုအခုချိန်ထိအသက်ဆက်ပေးနေကြတဲ့လူတွေဟာလည်းစစ်ရောက်စမှုတွေကိုတွယ်ဝိုက်သွန်းနေအားပေးကူညီနေကြတာဖြစ်တယ်ဆိုတာသတိပေးလိုက်ပါရစေလို့ MDY PDF ကိုဥဆောင်နေတဲ့ဒေါက်တာစိုးသူရဇော်ကသူ့ရဲ့လူမှုကွန်ရက်ဆွမ်းမျက်နှာမှာရေးသားဖော်ပြထားပါတယ်။အခုလိုတော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ဆွမှုထားတဲ့နေမြေတွေကပြည်သူတွေကိုပြစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုအချမ်းဘတ်စစ်ကောင်စီကတစားတဲ့တစားပေါ်ပေါ်ထင်ထင်ကျူးလွန်လာတာကိုတွေ့ရတယ်လို့ MDY PDF ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စင်ကူးမြို့နယ်အားဆိုရင်လည်းတော်လိုင်းတက်တွေသိမ်းပိုက်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်းအချမ်းဘတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတံကို9ကြိမ်ထက်မနည်းခံထားရတဲ့မြို့နယ်လို့စီရင်မှတ်တမ်းတွေရသိရပါပါတယ်ခင်ဗျာ။ကုတ်ကတင်ဆက်ပြီးမှာကတော့မိုးပြဲမှာတက်ဆုပ်ပေးကြရတဲ့ရှေတန်းကင်းကိုကင်းနေတပ်ပေါင်းစုပြန်ရရှိခဲ့ပြီး စစ်သား55ဦးထပ်မံတဲ့တေဆုံးကတနက်6လက်သိန်းစီရရှိတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မိုးရဲမျိုးကတက်ဆုပ်ပေးခဲ့ရတဲ့ရှီတန်းကင်းနေရာအချို့ကိုပြန်လည်ရရှိခဲ့ပြီးတိုက်ပွဲတွင်စစ်သား55ဦးထပ်မံတဲ့တေဆုံးကတနက်6လက်သိန်းစီရရှိခဲ့တယ်လို့ KNY မျိုးသားများကာကွယ်တဲ့ KNDF B03 ကဒီနေ့မလ15ရက်မှာထုတ်ပြန်ပါလေ။စစ်ကောင်စီတပ်ကမလ17ရက်နေ့မှာ drone နဲ့လက်နက်ကြီးတွေလွန်ကျွန်းသုံးပြီးထိုးစစ်ဆင်တိုက်ခတ်မှုကြောင့်ဂီနီတပ်ပေါင်းစုဘက်ကရှီတန်းကင်းနေရာအချို့တက်ဆုပ်ပေးခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီလိုစစ်တပ်ဘက်ကအင်အားအလုံးကြီးနဲ့တိုက်ခတ်ခဲ့တာကိုတော်လိုင်းအင်အားစုတွေကမတ်လ14ရက်နေ့မှာပြန်လည်ထိုးစစ်ဆင်တိုက်ခတ်ခဲ့တဲ့အတွက်စခန်းအချို့ပြန်ရပြီးစစ်တပ်ဘက်ကစစ်သား15ဦးထပ်မံတဲ့တေဆုံးကဒဏ်ရာသူများစွာနဲ့ပြန်လည်ဆုတ်ခွာသွားကြတယ်လို့အသိပေးပါတယ်။ဒီတိုက်ပွဲမှာလက်နက်ကိုလက်နဲ့ဆက်ဆက်ပစ္စည်းတွေကိုသိမ်းဆည်းရရှိခဲ့ပြီးတော်လိုင်းအင်အားစုတွေဘက်မှပါတဲ့ KNDF B03 ကရဲဘော်တို့ကြာဆုံးခဲ့ရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မိုးရဲတိုက်ပွဲမှာစစ်ကောင်စီဘက်ကတန်းဝေဘုံတွေနဲ့မီးလောင်ဘုံတွေပါဝင် အသေးခံ drone တွေနဲ့တိုက်ခိုက်ခဲ့တာကိုတွေ့ရတယ်လို့လဲ KNTF B03 ကဆိုပါတယ်စစ်ကောင်စီဘက်ကမီးလောင်ပုံးတွေအုံပြတိုက်ခတ်တာကြောင့်မလတွင်မိုးပြင်းမြို့ပေါ်ရက်ွက်တွေကနေအနည်းဆုံး15လုံးနဲ့အထက်မီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်မိုးပြင်းမြို့ကိုပြန်ရဖို့ကြိုးစားနေတဲ့စစ်ကောင်စီဟာ2024ခုနှစ်ဒီဇင်ဘာလကစပြီးလူဝင်အားလက်နက်အင်အားတာလုံးအုံပြကထိုးစစ်ဆင်းနေတာကိုတလိုင်းအင်အားစုတွေဖြစ်တဲ့ရှမ်းတောင်စစ်တပ်ကွဲအမှတ်1ပြုဟာဂီနီမျိုးသားများကာကွယ်တပ်နဲ့ အခြားတပ်ပေါင်းစုတွေကခုခံတိုက်ခိုက်နေတာပဲဖြစ်ပါလေခင်ဗျာအခုဆက်လက်ပြီးလောင်လုံးမြို့နယ်ကကြောင်းနီမော် ပြူစောတီစခန်းကိုတိုက်ခိုက်မှုမှာစစ်အုပ်စုဘက်က၄ဦးပြင်းထန်ဒဏ်ရာရတဲ့တရင်ကိုလည်းတင်ဆက်ပေးပါမယ်ဒီနေ့တိုင်းတိုင်းလောင်လုံးမြို့နယ်မှာရှိတဲ့ကြောင်းနီမော်ပြွာကပြူစောတီစခန်းကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရမှာစစ်အုပ်စုဘက်က၄ဦးပြင်းထန်ဒဏ်ရာသွားတယ်လို့လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ LLPDF ကဒီနေ့မလ15ရက်မှာထုတ်ပြန်ပါတယ် မလကူရင်တွေကလုခဲ့တဲ့ drone တိုက်ခတ်မှုစီးရဲတဲ့ငုံကိုထုတ်ပြန်လာတာပဲဖြစ်ပါလေ။အရင်တမနက်စင်နိုင်ကန့်ချိန်မှာကြောင်းနီမောရွာကပြူစော်တီစကန်ကိုတော်လိုင်းပူပေါင်းဖွဲ့ကရဲဘော်တွေ drone နဲ့ပုံကျဲတိုက်ခတ်ခဲ့ရမှာ drone ပုံသည့်ကြားရောက်ပောက်ကွဲမှုကြောင့်ပြူစော်တီဘန်ကဘေးမှာရှိနေတဲ့ရန်သူ၄ဦးပြင်းထန်ဒဏ်ရာရသွားတယ်လို့ဆိုပါလေ။တော်လိုင်းပူပေါင်းတပ်တွေတိုက်ခတ်ပြီးချိန်မှာစစ်အုပ်စုဘက်ကလေးချောင်းကနေတံပြန်တိုက်ခတ်ခဲ့တယ်လို့လန်နန်ငယ်တွေနဲ့ပါပြစ်ခတ်ခဲ့တာတွေရှိပေမဲ့တော်လိုင်းရဲဘော်တွေဘေးကင်းစွာနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါလေ။ ဒီတိုက်ခိုက်မှုကိုလောင်လုံပတ်ခါဖ drone တပ်ဖွဲ့ TPLF drone တပ်ဖွဲ့ Sky Coast 1 drone တပ်ဖွဲ့နေဦးပျောက်ကြား drone တပ်ဖွဲ့နဲ့ကျောင်းသားတော်လိုင်းတပ် drone ဖွဲ့တို့ကပူးပေါင်းလှုံ့ဆော်ခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာအခုတခါထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီရဲ့ပူလူတူစကန်သိန်းတပ်ဖွဲ့မှစစ်သား7ဦးသေဆုံးပြီး7ဦးထိုင်းဘက်ထွက်ပြေးတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ဂရင်းပြည်နယ်တွင်းကထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ပူလူတူစကန်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာ စစ်သား12ဦးသေဆုံးပြီး12ဦးထိုင်းဘက်ထွက်ပြေးသွားတယ်လို့ KNU ဗဟိုကဒီနေ့မှလ15ရက်မှာတရားဝင်ထုတ်ပြန်ပါတယ်။ KNU အုပ်ချုပ်မှုနယ်မြေတဲကလိုင်းပွဲမြို့နယ်အတွင်းစစ်ကောင်စီတပ်တပ်ဆွဲထားတဲ့ခလာရ31.1248ပူလူတူချေကုတ်စကန်ကို KNL တပ်မှခုနှစ်ဂရင်မျိုးသားကာကွယ်တပ်ဖွဲ့ KNDO နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကမနေ့ကမှလ14ရက်နေ့မှာတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တာနဲ့ပတ်သက်လို့တရားဝင်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒီစကန်သိန်းတိုက်ပွဲကာလအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်12ဦးသေဆုံးပြီး17ဦးထိုင်းဘက်ကိုထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့အသိပေးပါတယ်။ထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးလွတ်မြောက်သွားတဲ့စစ်သားတွေထဲမှာ3ဦးဟာဒဏ်ရာရရှိထားပြီးသူတို့နဲ့အတူလက်နက်ငယ်2လက်နဲ့လက်ပြုံပုံတစ်လုံးပါသွားတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အဲဒီဘူလူဒူစကန်သိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်ရဲ့လက်နက်ခဲယံတွေသိမ်းဆီးရရှိခဲ့ပေမယ့်ကရင်မျိုးသားတပ်မတော် KNL ကရဲဘော်6ဦးဒဏ်ရာရခဲ့ပြီး3ဦးကတော့တိုင်းပြည်နယ်လူမျိုးအတွက်မြင့်မြတ်စွာအသက်ပေးလူခဲ့ရတယ်လို့သိရပါပါတယ်ခင်ဗျာ။ ုဆက်လက်ပြီးတင်ဆက်ပေးမှာကတော့တောင်သားနယ်ကစစ်တပ်တပ်ဆွဲထားတဲ့စကြံဂိတ်နဲ့စွတ်ကျဲဂိတ်ကိုတိုက်ခိုက်မှုမှာစစ်သား၃ဦးသေဆုံးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မန္တလေးတိုင်းတောင်သားမြို့နယ်တွင်ကအကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့စကြံဂိတ်နဲ့စွတ်ကျဲဆက်ယုံကိုတိုက်ခိုက်ရမှာစစ်သား၃ဦးသေဆုံးပြီးဂိတ်စကန်နဲ့ကိုတောင်ကိုမီးရှို့ရှင်းလင်းခဲ့တယ်လို့မြင်းစံခဲအမှတ်သုံးတရင်ကထုတ်ပြန်ပါတယ်။တောင်သားမြို့နောက်ဘက်အထွတ်မှာရှိပြီးအကြမ်းဖက်စစ်ကောင်စီတပ်ကအင်အား90ခန့်နဲ့တပ်ဆွဲနေတဲ့စကြံဂိတ်ကို ်မြင်းစံခဲအမှတ်သုံးတရင်ကတော်လင်းရဲဘော်တွေမတ်လ14ရက်နေ့နေ့လယ်ပိုင်းမှာတိုက်ခတ်ခဲ့တာလို့သိရပါတယ်။ဒီတိုက်ခတ်မှုမှာချမ်ပတ်စစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာသူများတယ်လို့လည်းအသိပေးပါတယ်။တိုက်ပွဲတွင်ချမ်ပတ်စစ်ကောင်စီတပ်ဖွဲ့ဝင်30ခန်းဟာတန်လန်းဘက်ကနေတော်လင်းတပ်ဖွဲ့ကိုပြန်ဝိုင်းပြီးတိုက်ခိုက်လာခဲ့တဲ့အတွက်သေဆုံးသွားတဲ့စစ်သားတွေရဲ့လက်နက်ခဲယမ်းတွေကိုမကောက်နိုင်တော့ဘဲအထိုင်းကိစ္စကန်းကိုပဲမီးရှို့ရှင်းလင်းနိုင်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အဲဒီနောက်တော်လင်းတပ်ဖွဲ့ဝင်တွေဟာ တောင်တမြို့တွေကစစ်ကြေးဆက်ယုံမှရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကိုလည်း60မမလက်လက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာဆက်ယုံတွင်းကဘန်ကား၃လုံးပြိုချပျက်စီးခဲ့ပြီးစစ်အုပ်စုနေတဲ့ကျက်တုံကိုတောင်ကိုမီးရှို့ရှင်းလင်းခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာကုတ်ကတင်ဆက်ပြီးမှကတော့အောင်လန်အခြေဆိုင်ကပ္ပဆာ15ကကင်းပတ်ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခတ်ရမှာစစ်သား၃ဦးသေဆုံးဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မကွေးတိုင်းအောင်လန်မြို့နယ်မှာအခြေဆိုင်တဲ့ကပ္ပဆာ15ကနေကင်းပတ်ဖို့ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခတ်ရမှာ စစ်သား3ဦးသေဆုံးသွားတယ်လို့တရက်ခင်အမှတ်တတရင်ကပြောပါတယ်။အောင်လံမြို့ခြေဆိုင်ကပ္ပဆာ15ကအချမ်းဘက်စစ်သား25ဦးကဟာတံဘူလာရွာနဲ့အနီးပတ်ဝန်းကျင်ကိုကင်းပတ်ဖို့မလ17ရက်နေ့ည8:00မိနစ်40ခန်းမှာထွက်လာခဲ့ကြတယ်လို့ဆိုပါတယ်။အဲဒီစစ်ကောင်စီတပ်ဖွဲ့ကိုတော်လိုင်းပူပေါင်းဖွဲ့တွေကတံဘူလာတိုက်နယ်တွင်းမှာရှိတဲ့ဖောင်ယိုးအင်ဂျီကျွဲကောင်းရွာလမ်းဆောင်ကနေစောင့်ပြီးကြားပြတ်တိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်။ဒီတိုက်ပွဲဟာ7မိနစ်လောက်သာကြာခဲ့ပြီးအချမ်းဘက်စစ်သား3ဦးသေဆုံးက9ဦးဒဏ်ရာရသွားတယ်လို့သိရပါတယ်။ တိုက်ပွဲဖြစ်ပွားရာနေရာကနေ 5.56G 52တောက် MA2G ပေါက်တစ်ခုနဲ့အုတ်ထုတ်တလုံးသိမ်းဆည်းရရှိခဲ့ပြီးကဘာစာ15ကဂျမ်ဘက်စစ်သားတွေစစ်ကူရောက်လာတဲ့အတွက်တော်လိုင်းရဲဘော်တွေအထိခိုက်မရှိအောင်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့အသိပေးပါတယ်ဒီတိုက်ခိုက်မှုကိုနေပြည်တော်တိုင်ရင်932နေပြည်တော်တိုင်ရင်834တရက်ခင်အမှတ်1တိုင်ရင်မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ SNPDF နဲ့အောင်လပကဖတို့ကပူးပေါင်းလုံဆောင်ခဲ့ကြတာဖြစ်ပါလေခင်ဗျာအခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါလိမ့်ခင်ဗျာ။